ဥရောပအဖွဲ့ဝင်28နိုင်ငံအတွင်းကာကွယ်ရေးအသုံးစရိတ်ဒေါ်လာ160ဘီလီယံချိမိအမေရိကန်ရဲ့ကူညီရဆိုင်ခံရပြီးနောက်ယူကရိန်းဘက်ကရည်တည်ကြောင်းနဲ့ကာကွယ်ရေးအသုံးစရိတ်တိုးမြင့်မယ်လို့ဥရောပခေါင်းဆောင်တွေကမတ်လ6ရက်နေ့မှာပြောပါတယ်ယူကရိန်းအရေးနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရပ်ရဲ့သဘောထားကြောင့်ဥရောပခေါင်းဆောင်တွေကကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ဖို့အစီအစဉ်ဆွေးနွေးနေတာပါ။ ဘရုဆဲမှာပြုလုပ်တဲ့ဥရောပသမ္မတကာကွယ်ရေးဆိုင်ရာအထက်တီအစည်းအဝေးမှာဥရောပအတွင်းကာကွယ်ရေးကိုအထူးအဆွေးနွေးခဲ့တာဖြစ်ပါတယ်။ယူကရိန်းကိုကျူးကျော်ထားတဲ့ရုရှားဟာနောက်ပိုင်းမှာဥရောပကိုတိုက်မှဆိုးရရတာကြောင့်ဥရောပအနေနဲ့အမေရိကန်ရဲ့အကူအညီပေးမှုကိုရည်ရှိမိခိုနိုင်မှာမဟုတ်တဲ့အကြောင်းဆွေးနွေးခဲ့ပါတယ်။ဥရောပခေါင်းဆောင်တွေဟာဥရောပကော်မရှင်ရဲ့ကာကွယ်ရေးဆိုင်ရာဗန်ဒန်ငွေအသုံးပြုရေးအစီရင်ခံစာကိုထောက်ခံခဲ့ပါတယ်။ ဥရောပနိုင်ငံတွေရဲ့စစ်တပ်တွေအတွက်ဒေါ်လာ160ဘီလီယံပူးသွဲချေးသွားမယ်ဆိုတဲ့အဖွဲ့ဝင်28နိုင်ငံရဲ့သဘောတူညီချက်ထောက်ပြန်ခဲ့ပြီးနိုင်ငံခေါင်းဆောင်တွေကသူတို့ရဲ့ဝန်ကြီးတွေကိုအစီရင်ခံစာကိုတေချာဆစ်ဆေးဖို့ညွှန်ကြားထားပါတယ်။အဲ့ဒီ28နိုင်ငံထဲမှာထရိုင်ရဲ့မဟာမိတ်ရုရှားနဲ့ဆက်ဆံရေးရှိသူဟန်ဂရီအမျိုးသားရေးဝါဒီခေါင်းဆောင်အော်ဘန်မပါဝင်ဘူးလို့လည်းဖော်ပြပါတယ်။ ယူကရိန်းမပါဘဲဆွေးနွေးမှုဆိုတာမရှိကြောင်း26နိုင်ငံရဲ့ဥရောပခေါင်းဆောင်တွေကပြောခဲ့ပြီးယူကရိန်းကိုဆက်အကူအညီပေးဖို့ကြေပြူခဲ့ကြတဲ့အပြင်ယူကရိန်းနိုင်ငံကိုထောက်ခံမှုပေးကြောင်းပြောဆိုခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။